ဘုရားခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်။ဒီနေ့ကျွန်တော်တို့ဒီကွာဆင်ခြင်ဖို့အတွက်အချီးနှီးဖြစ်ခြင်းဆိုတဲ့ကောင်းစဉ်လေးနဲ့ဒီကွာဆင်ခြင်ဖို့အတွက်ဖြစ်ပါတယ်။ဆိုအချီးပြုတဲ့ကျမ်းကတော့ဒေသနာကျမ်းနဲ့ကအာအရာလေးတွေကိုကျွန်တော်တို့အတူတူကဆင်ခြင်ဖို့အကြောင်းဖြစ်ပါတယ်။အာဒေသနာကျမ်းကဒါဝိမင်းရဲ့ဒါ နော်ရှောလမောမင်းကြီးဉာဏ်ပညာထက်မြက်တဲ့သူပေါ့သူကနေရေးထားတာဒါကျွန်တော်အလုံးသိတာပေါ့ဆိုတော့ဒီဒီကျမ်းစကားကိုသူကဟိုတန်ရှင်တော်ဝိညာဉ်တော်အဖြစ်မဲ့ရေးခဲ့တာဒါတော့သူ့ရဲ့အသက်တာထဲမှာဖြစ်နေတဲ့အရာတွေသူကစဉ်းစားပြီးတော့မှကြုံတွေ့ခဲ့ရတဲ့အရာတွေကိုပြန်ပြီးတော့မှ ဟိုပြန်ဆင်ခြင်းပြီးတော့သုံးသက်ပဲစမြုပ်ပြန်တာပေါ့ပြန်တွေးတွေးပြီးတော့မှဒီရပေါ်မှာဝင်နေတော့သူ့ဖော်ပြလာတဲ့အရာသူရေးချတဲ့အချိန်တိုင်းဖြစ်နေတယ်ပြီးတော့ तू ကလောကမှာမလုတ်ဘူးတဲ့အရာ မခံစားဘူးတဲ့အရာမရှိသလောက်အောင်အာ तू ကလုတ်တယ်ပေါ့နော်အိမ်ကြီးလဲဆောက်တယ်အာမိမလူရှိအများပြီးတော့မှအာဒီမတရားသောမိထုံလဲပါနိုင်တယ် ဒီပုံကွာပြီးတော့ဒီအခြားသားတွေရဲ့ကိုယ်ကိုယ်မှုပိုင်းဆိုင်ရာနဲ့ဆက်နွယ်မှုလည်းရှိအထူးသဖြင့်တော့နှက်ဆိုးကိုယ်ကိုယ်မှုလို့ပဲကျွန်တော်တို့ကအစံစာအပြင်ပြန်ချိန်ထိုးရှင်ဒီလိုပဲပြောရမှာပဲနော်နှက်ဆိုးကိုယ်ကိုယ်မှုတွေနဲ့လည်းသူပါဝင်ပတ်သက်ရမယ့်အရာတွေရှိတယ်ဆိုတော့တွေ့ရတယ်ဆိုတော့သူတက်တာတည်းမှာကြုံတွေ့ရတဲ့အရာတွေအများကြီးရှိတယ်ဆိုတော့ပြီးတော့မှလူဘဝတက်တန်းပေါ့နော်လူဘဝတက်တန်းမှာကြုံပြီးရလူတွေရဲ့ အဲဘဝအခြေအနေတွေကိုလေသူကကြည့်ပြီးတော့မှအကောင်းကောင်းသုံးသပ်တတ်တဲ့သူဖြစ်တယ်ဆိုတော့တွေ့ရတယ်။သူကလေဘုရားသခင်ကြီးရဲ့ဉာဏ်ပညာတောင်းနေသူဖြစ်တာပေါ့နော်။ဒါကြောင့်သူကဉာဏ်ပညာကိုရတဲ့အခါမှာဒါကို तू ကအာလှုပ်ဆောင်တော့တွေ့ရတာပေါ့။ဘုရားသခင်ကြီးကနေသူဉာဏ်ပညာတောင်းတယ်။တောင်းတဲ့အတိုင်းလေဘုရားသခင်ကပေးတဲ့အခါမှာသူကဖျားစီရလာတဲ့ဉာဏ်ပညာဖြစ်တဲ့အတွက်သူကဒီ လူလောကမှာလူတွေရဲ့ဘဝအတ္တတာနဲ့ပတ်သက်ပြီးပိုင်းခြားနားလည်သိရှိတဲ့သူဖြစ်တယ်ဆိုတာကိုအာမြင်ရတယ်။အခုဒီဒိဗနာချန်ခင်းကြီးနှစ်ထဲမှာပါတဲ့အားလုံးကတော့ခွန်အားရစရာပဲ။ဒါကလည်းဆင်ကျင်လို့ရှိရင်ကြောင်းရတယ်မျိုးမျိုးထွက်လာမှာပါ။သူကအိတ်ထဲကနေမှဒီမျက်ချက်ပေါ့နော်ကျွန်တော်အာကျန်းစာဖတ်တဲ့အခါမှာဆင်ကျင်မိတဲ့အရာလေးကိုအာသူကဒီနေ့ကျွန်တော်ဆင်ကျင်ဖို့အတွက်ဖြစ်ပါတယ်။ ခန်းကြီးနှစ်ငယ်27တစ်ချက်ရဲ့25 26ဘောနော်အဲ့နှစ်ချက်ကိုတို့တို့ကဆင်ခြင်ဖို့ဖြစ်တယ်ဆို27ငယ်27မှာကအကြောင်းမူကပညာရှိလျက်သိပ္ပံတက်နှစ်ပြည့်စုံလျက်အမှုအောင်လျက်ကြိုးစားအားထုတ်တော်သူဖြစ်တော်လေဆိုဒီဒီဘိုင်းလေးမှာသူကပြောလဲဆိုတော့ပညာရှိလေဉာဏ်ပညာရှိရပေါ့ဉာဏ်ပညာရှိလေဒါ ဒီစံမီထဲမှာကျတော့သူဘလို့ပြောလဲဆိုတော့ဉာဏ်ပညာအသိပညာအတတ်ပညာတွေကျွမ်းကျင်မှုတွေရှိတယ်လို့ပြောတာပြီးတော့ကိုယ်တိုင်ကဘာလုပ်တဲ့သူလဲဆိုအရင်ကြိုးစားအားထုတ်တဲ့သူဒါကြောင့်သူဘာဖြစ်လဲဆိုလို့ရှိရင်လည်းအဲ့ဒီသူကအောင့်မြင်တယ်ဒါကလောကရဲ့နီးရန်မှာဒါရှိရပါပဲလေနော်ဘာပဲဖြစ်လောကရဲ့နီးရန်မှာလောကထဲမှာကြိုးစားဖို့လိုတယ်အသက်ရှင်ရမယ် ကျူးစာအားထုတ်ဖို့လို့ဖျားသားသမီးလဲဒါကျူးစာအားထုတ်ဖို့လိုပါတယ်။စီကင်းရှိရမယ်။ကျူးစာအားထုတ်ရမယ်။ဒါမျိုးတွေပေါ့နော်ကျွန်တော်ဆင်ခြင်မိတယ်။အဲတော့ကျူးစာအားထုတ်တဲ့သူနဲ့ကျူးစာအားထုတ်ခြင်းမရှိတဲ့သူကလည်းကွာဝါတာပဲ။ဆိုတော့စံစာထဲမှာလည်းဒါပြင်းတဲ့သူအားပီးတာမတွေ့ရအောင်။ဖျားသခင်ကိုယုံကြည်ရဆိုတာယုံကြည်မှုအပိုင်းစိတ်ချတဲ့ကူးစားတဲ့အပိုင်းတစ်ပိုင်းတက်တက်သွားသလိုဖျားသခင်ကျွန်တော်တို့ကိုပြင်ဆင်ထားတဲ့လောကရှိတဲ့နေရာအခြေအနေမှာ ျွန်တော်တို့ကဘာလုပ်တတ်ဖို့လိုလဲဆိုလို့ရှိရင်အာကြိုးစားအထုတ်ပြီးတော့မှအသက်ရှင်ဖို့ဖြတ်ခင်လို့ရှိတယ်ဖြတ်ခင်ကပြင်းတဲ့သူတွေနဲ့ဘယ်တော့မှတွေးပြီးအလုပ်လုပ်တဲ့သူမဟုတ်ဘူးဆိုတာအဲ့ဒါဖရားရဲ့အလိလာထဲမှာလည်းဒါကိုတွေးရတာဆိုဒီမှာကျတော့အဲ့ဒါကိုပြောတာဆိုဉာဏ်ပညာလည်းရှိတယ်အတိပညာအတက်ပညာကျွမ်းကျင်မှုတွေနဲ့သူကြိုးစားအားထုတ်တဲ့အခါမှာသူဘာဖြစ်လဲဆိုရှင်အောင်မြင်တယ်။အောင်မြင်တော့သူ့ရဲ့ပိုင်ဆိုင်မှုဝေစုလေ ရလာတယ်ဆိုတော့တွေ့ရတာအဲ့ဒီငွေ27မှာပဲဒုတိယပိုင်းမှာဘာပြောလဲဆိုတော့မကြိုးစားအာမထုတ်တော့သူဝင်စရာဖို့ထုံမှုကိုစွန့်ထားရမည်ဒီမှာကျတော့နည်းနည်းပေါ့နော်ဟိုဖတ်တဲ့အခါမှာကျွန်တော်အခု kit အခြေအနေနဲ့ဆိုလို့ရှိရင်အတိတ်ပဲသိနားမလဲဟာဆိုဒီမှာပြန်ကြည့်တဲ့အခါမှာ ထို့သူသည်မိမိ၏ဝေစုကိုကျိုးပန်းအားထုတ်မှုမရှိတော့သူအားပေးအပ်ရမည်ဖြစ်၏အဲ့ဒါအလားတော့ तू ကစူးစမ်းအားထုတ်ပြီး तू ရထားတဲ့ဝေစု तू ရထားပြီးတော့ပိုင်ဆိုင်တဲ့အရာတွေကိုစူးစမ်းအားထုတ်မှုမရှိတဲ့သူပေးလိုက်ရတာအဲ့ဒါကိုပြောချင်တာအဲ့ဒီအရာကတဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တော့ထိုအမှုရာဒီလေအနတ္တအမှု အလွန်ဆိုးသောမှုဖြစ်၏အနတ္တဆိုတာအတိတ်ပဲမရှိဘူးအချီနှီးတော့ဒါကြောင့်ကျွန်တော်ခုနကအကောင်းဆုံးတင်လိုက်တာအချီနှီးဖြစ်တဲ့အရာကိုပြောချင်တာတော့အချီနှီးဆိုဘာမှမဟုတ်အတိတ်ပဲမရှိဘူးအတိတ်ပဲမရှိဘူးဆိုတာဘလာအဲ့အရာကြီးကိုပြောချင်တာဆိုတော့အာဘာဒီ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 အရာက တကယ်ဘာမှအဓိပ္ပာယ်မရှိတဲ့မှုဒီမှာသူထပ်ပြီးပြောရတဲ့အလွန်ဆိုးသောမှုဖြစ်၏ဆိုတော့အဲ့ဒါလေးပေါ့ဒီနေ့ဆင်ခြင်မိတယ်ပေါ့နော်ဆိုတော့အဲ့ဒါမျိုးကြီးရှိလားဆိုတော့ရှိတယ်နော်အဲ့ဒါမျိုးကြီးရှိပါတယ်ဆိုတော့လောကထဲမှာဩတကယ်တော်တဲ့သူတွေညံတော်တယ်ထက်တယ်သူတို့ရှာဖွေထားတဲ့အရာတွေကြောင့်အများကြီး ပိုင်ဆိုင်မှုတွေအများကြီးရှိတာပေါ့ဆိုတော့သူတို့တွေကတည်သွားတယ်တည်သွားတဲ့အခါမှာမလုပ်လဲဆိုလို့ရှိရင်သူတို့တာသမီတွေကအဲ့ဒီအမွေတွေဝိုင်းလူကြတာကျွန်တော်တွေ့ဘူးတယ်အဲ့ဒါအမွေတွေဝိုင်းလူကြတဲ့အခါမှာဆိုမောင်နှမချင်းနေပေါ့နော်ညီကမောင်နှမချင်းနေဟာအဲ့မှာဘာမြစ်တာမှမတွေ့ရတော့ဘဲနဲ့အမေးဖြတ်တယ်လို့ပဲဖြစ်တယ်ဆိုတာတွေ့ရတာ ဒါတော့မှသူတို့တွေကလောကပညာတော့တက်ကြတယ်။ဒါပေမဲ့လောကပညာတက်ပြီမင်းလေခုနပြောတဲ့အတ္တမာမာနတွေငါအဲ့အတွက်ငါမိသားစုအတွက်ဆိုတဲ့အရာနဲ့မလုပ်ကြလဲဆိုရှင်အမွေကိုခွေးတဲ့အခါမှာဟိုအမေးဖြတ်တယ်လို့ပဲတရားရုံးတွေထိရောက်ကုန်ပြီးတော့မှဒါခရီးရင်နေထဲမှာเนาะကျွန်တော်တွေ့ဘူးတာပါဖြစ်သွားရတဲ့အချိန်မျိုးတွေကြုံတွေ့ဘူးလေဟိုဒါမျိုးက ဒီနှုတ်ကပတ်တော်ပြီးတော့မှဒီရှောလမုန်မင်းကြီးကသူကြုံတွေ့ခဲ့ရတဲ့အရာကတကယ်အတိတ်ပဲမရှိတဲ့အချီးကြီးပဲဆိုတာတွေ့ရတယ်။ဒါကြောင့်လဲဒီကပတ်အချမ်းသာဆုံးဘီဂိတ်တို့ဘာတို့ကသူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုသူတို့လှူဒန်းခဲ့တဲ့အရာတွေကအလကားမဟုတ်ဘူးပဲပေါ့နော်။ဒါတွေကိုပြန်ပြီးသုံးသပ်မိတယ်။သူတို့လည်းဒါကိုကောင်းကောင်းစဉ်းစားဆင်ခြင်မိတဲ့သူတွေဖြစ်နိုင်တယ်ပေါ့နော်။ကျွန်တော်ဒါကို ဟိုစင်ကျင်မိတဲ့အရာလေးဖြစ်ပါတယ်။အနောက်တစ်ခုကျွန်တော်စင်ကျင်မိတာကဒီကျွန်တော်တာသနာသေးမှာပေါ့။တာသနာသေးမှာအချို့ကဝိညာဉ်ရေးရာရှိတယ်။နော်။အာနှုတ်ကပတ်တော်နဲ့လည်းအသက်ရှင်နေသူတွေရှိပါတယ်။ဒါပေမဲ့အဲ့ဒီသူတို့ရှိနေတဲ့နေရာသူတို့ရောက်နေတဲ့နေရာကိုနောက်ထပ် ်တက်လာတဲ့သူကဝိညာဉ်ရေးရမရှိဘူးနှုတ်ကပတ်တော်လည်းတေချာမသိပဲဇာတိတဘောရှိနေတဲ့သူဒါပေမဲ့ဒီကျွန်တော်တို့သာသနာကနေသတ်မှတ်ထားတဲ့ဒီ certificate ခေါ်မလားအတန်းပညာပေါ့နော်အတန်းပညာတွေအကျောင်းတွေပေါ့ကျန်းစာကျောင်းဘွဲ့ဒါတွေကရထားတဲ့ခါမှာအဲ့ဒီနေရာကိုရောက်လာဆိုတော့ ်လှုပ်ယူလှုပ်ဆင်ကတော့အဆင်ပြေတယ်။ယာဒူးမှအဆင်ပြေနေတယ်။ဒါပေမဲ့ဘာသဘောမရှိနေဘူးလေဆိုတော့ဖျားသဘောမရှိဘူးဝိညာဉ်သဘောဆိုတာဖျားသဘောမရှိတဲ့အခါမှာအာအရန်အရန်စိတ်ပြတ်ဖို့ကောင်းတဲ့ပုံစံမျိုးဖြစ်သွားရတယ်ဆိုတာတွေ့ရတယ်။ဆိုတော့ဒါနဲ့လေတော်ပြီမှာစဉ်းစားမိတယ်ချိန်ထုံးမိတယ်။ဒါတွေကကျွန်တော်တို့ဒီသာသနာထဲမှာခရိယန်လောကထဲမှာအများကြီးပဲ တွေ့ကြုံနေရတဲ့အရာဟိုရှေးရင်တော့လာတဲ့သူတွေကတော့ဝိညာဉ်တဘောနဲ့နှုတ်ကပတ်တော်နဲ့အတာသာသနာကိုဥဆောင်ခဲ့တယ်ဒါပေမဲ့အခုနောက်ပိုင်းမှာဝိညာဉ်တဘောမရှိတော့ဘဲနဲ့ခုနပြောတော့ဇာတိတဘောအတ္တမမာနငါမိသားစုအတွက်ဆိုတဲ့အရာလေး ਨੇ ပဲခွမိုးပြီးတော့မှသွားတဲ့အခါမှာဆိုတော့ဒီသာသနာအာကဏ္ဍတွေအသိန်းတော် မှာရှိနေတဲ့အရာတွေကဘာဘာမှအဆင်မပြေတော့ဆိုတော့အတ္တတွေပဲဖုံလွှမ်းနေတယ်ဆိုတော့တွေ့ရတယ်ဒီ lesson ကံမှုပြီးတော့မိဘတွေကဉာဏ်ပညာရှိစွာနဲ့ကောင်းမှုဆိုတော့လှုပ်လှုပ်ဆောင်ပေးခဲ့ပေမယ့်သားသမီးတွေလက်ထဲကိုဒီအမွေဥစ္စာလွှဲပေးခဲ့တဲ့အရာဆိုတော့ဒီရှောလမုန်လည်းသူကြည့်တဲ့အခါမှာသူ့သားတွေ ရဲ့အခြေအနေကိုလည်းသူသုံးသပ်မိမယ်တင်တယ်။သူကလည်းအာမေယာကြီးအများကြီးပဲဆိုတော့လေ။ဆိုသားကြီးကလည်းအများကြီးဖြစ်နေတယ်။ဆိုတော့ခုနသူ့ရဲ့ပိုင်ဆိုင်ခဲ့တဲ့အရာတွေအကုန်လုံးကဒါကျွန်တော်အလုံးသိတာပဲနော်။သူတည်သွားတဲ့နောက်ပိုင်းမှာဒါတိုင်းပြည်ရဲ့နှချမ်းကွဲထွက်သွားတာ။ရောပေါင်းရေရောပေါင်းဆိုတော့တိုင်းပြည်နှချမ်းကွဲထွက်သွားပြီ။ဒီနှစ်ယောက်စလုံးကလည်းတိတ်ပြီးပုံကြတဲ့အထင်မှာမပါလား။ဆိုတော့သူရှာဖွေထားသမျှ စုဆောင်ထားသမျှဥစ္စာတွေအကုန်လုံးလည်းဒီမှာအကွက်အကွက်ပြည့်ပြည့်ဖြစ်ကုန်ကြရတဲ့အနေအထားမျိုးတွေ့ရဆိုတာပေါ့နော်ခုနကျွန်တော်တို့ဆင်ခြင်ခဲ့မိတဲ့အရာဒါကြောင့်အရေးကြီးပါကျွန်တော်တို့တက်တာထဲမှာကျွန်တော်ဖះပြီးထားတဲ့ဉာဏ်ပညာနဲ့ကျူးစားပြီးတော့မှရှာဖွေစုဆောင်ထားတဲ့အရာတွေကကျွန်တော်နောက်မှာခြံခဲ့တဲ့အခါမှာဘယ်လိုလူမျိုးတွေ့ကျွန်တော်ခြံခဲ့မှာလဲဒါမှမဟုတ်ကျွန်တော်တို့အဲ့ဒီပိုင်ဆိုင်ထားတဲ့အရာတွေကို တခင်ပြပြောသလိုကောင်းကင်နိုင်ငံအတွက်ကျွန်တော်ရင်းနှီးမြှုပ်နှံဖို့လိုအပ်တယ်နော်အဲ့ဒါကတော့ပုံပြီးတော့မှရေးကြီးရရာဖြစ်လာတယ်ဆိုတော့သုံးသပ်မိမဟုတ်ရင်တော့အချီနီးဒိတ်ပဲမရှိအနတ္တပဲဖြစ်သွားမယ်ဆိုတော့နားလည်ရပါနော်ဆိုတော့နောက်တစ်ချက်အနေနဲ့ဒါငွေ25 26မှာဘောက်တွေ့ရလဲဆိုလို့ရှိရင် ဖယားသခင်ဤအခွင့်မရှိဘဲဘေးသူစားရသည်နည်းဘေးသူခံစားရသည်နည်းစံမီထဲမှာကြည့်တဲ့အခါမှာဒါလေးကပုံပြီးတော့မှကျွန်တော်အတိတ်ပဲပူနားလည်နေတယ်အကြောင်းမူကားကိုတော်နဲ့ကင်း၍မြည်သူသည်စားနိုင်မည်နည်းမြည်သူသည်စိတ်ပျော်ရွှင်နိုင်မည်နည်းဝမ်းမြောက်ခြင်းကိုပြောတယ်အခြားအခြားပါရှင်တွေမှာကျွန်တော်ကြည့်တော့လေသူကဝမ်းမြောက်ခြင်းကိုပြောတယ် join join ဖြစ်တဲ့အရာပေါ့နော်ဒါကြောင့် ဒီစားတောက်တဲ့အရာဆိုတာဘုရားသခင်ကြောင့်ဘုရားသခင်ပြီးလို့ကောင်းကောင်းမွန်မွန်စားနိုင်တာဘာဘာဖြစ်လဲဆိုလို့ရှိရင်ဒီကိုဗစ်တုန်းကကျွန်တော်စိတ်ပူတာကျွန်တော်ထည့်ပြောမိပါအဲ့ဒါလည်းတော်တော်များများမှာကျွန်တော်အမေနဲ့ကျွန်တော်ဇနီးတေကျွန်တော်ဇနီးတေကလည်းအတော်နည်းနည်းမိုးရေရာရှိတယ်ဆိုတော့မိခင်ကလည်းလေဖြတ်ထားတာ ဆိုတော့အကယ်၍ဒီ creatine လာပြီးတော့မှကျွန်တော်တို့ခုခုပေါ့နော် creatine သွားနေရမယ်ဆိုကျွန်တော်အမေနဲ့ဇနီးတွေကိုကျွန်တော်ခွဲပြီးတော့နေရမယ်ဆိုအဲကျွန်တော်ဘယ်လိုလုပ်ရမလဲအဲ့ဒီဖြည့်စည်းမှုကဝင်တာအဲ့တော့အဲ့ဒီဖြည့်စည်းမှုကဝင်တော့ပြီးတော့ကျွန်တော်မှလည်းဆွေးမျိုးသားချင်းရမရှိဘူးအဲ့တုန်းကလည်းလူတွေအကုန်လုံးကကိုယ့်ဟာနဲ့ကိုယ်ဖြစ်နေကြတာလေနော်ဟုတ်မနေ့ကုမိသားစုတော်ကိုမနေ့လုံခြုံအောင်လို့ quarantine ကိုကိုနေ့ အဲ့လိုတီးတန့်ပေါ့နော်ခွဲထားပြီးနေရတာဆိုတော့အဲ့မှာဖြည့်စည်းမှုများတော့အစာမစားနိုင်ဘူးဗျာ။အဲ့မှာကျွန်တော်ဒါရလေးကိုသဘောပေါက်သွားတယ်။နေမကောင်းလို့ရှင်လည်းအစာမစားနိုင်ဘူး။စိတ်ပိုင်းဆိုင်ရာထိခိုက်လို့ရှင်လည်းအစာမစားနိုင်ဘူး။ဆိုတော့ဒါကြောင့်လောကမှာအသက်ရှင်တဲ့အခါမှာဖျားပေးတယ်ဝမ်းမြောက်ခြင်းစိတ်ချမ်းသာခြင်းကုခနာကျမ်းမာခြင်းအဲ့ဒီစားတော့ရတဲ့အခွင့်ဝမ်းမြောက်ခြင်းခွင့်ဆိုတာ ဖရားပဲပြီးနိုင်တယ်။အထူးသဖြင့်ယုံကြည်သူကကျွန်ုပ်ထဲမှာသရှင်သောဝိညာဉ်တော်ဂျင်းဝင်လာတဲ့အခါမှာအဲ့ဒီဝိညာဉ်တော်အဖြစ်ကျွန်တော်တို့ကဝမ်းမြောက်ခြင်းကိုခံစားရတယ်။အဲ့တော့နှုတ်ဘတ်တော်သိလာတဲ့အခါမှာလောကမှာရှောလမုံမင်းလိုပိုင်းခြားပြီးတော့သိလာတဲ့အခါမှာဒါတွေကျွန်တော်သဘောပေါက်လာလို့ရှိရင်ကောင်းကောင်းမွန်မွန်စားနိုင်အိပ်ပျော်နိုင်ဒါမျိုးတွေဖြစ်လာတယ် သူထပ်ပြောတဲ့အရာရှိတော်၌ကောင်းသောသူအားဉာဏ်ပညာသိပ္ပံတနှင့်ဝမ်းမြောက်ခြင်းခွင့်ကိုပြီးတော်မူ၏ဆိုဒီဘက်ကဟာလေးချက်ကြည့်တဲ့အခါမှာအဘေကြောင့်ဆိုတော့ကိုတော်သည်မိမိစိတ်တော်နှင့်တွေ့တော်သူအားဉာဏ်ပညာအသိပညာနှင့်ဝမ်းမြောက်ခြင်းကိုပြီးတော်မူ၏ဆိုဖခင်ရဲ့စိတ်တော်နှင့်တွေ့ရတဲ့သူဘယ်သူလဲ ပြောတဲ့အခါမှာခရစ်တော်ပါပဲခရစ်တော်ရဲ့အသက်တာဒီဘုရားသခင်ကိုနှစ်သက်စီတော်သူဖြစ်တယ်။ဒါကြောင့်ဗက်တိဇန်ဆရာယောဟန်ဇီမာသူဗက်တိဇန်ယူပြီးတော့မှကြီးဘုပေါ်ထတဲ့အခါမှာတန်ရှင်ဝိညာဉ်တော်ဂျူးမြတ်တန်နဲ့ဆင်းလာပြီးကောင်းကင်ရအတန်ဤသူကငါနှစ်သက်မြတ်နိုးရငါ့ချစ်တာပဲလေ။ဆိုအဲ့ခရစ်တော် ကဖယားနှစ်သက်မြင့်နိုးတဲ့သူဖြစ်တယ်။ဆိုတော့ကျွန်တော်တို့ကသခင်ယေရှုကိုကယ်တင်မရှိပြီးယုံကြည်တဲ့အခါမှာခရစ်တော်ဒဲမှာရှိသွားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီလေအဲ့ဒီခရစ်တော်ကြောင့်ဖယားရဲ့နှစ်သက်မြင့်နိုးတဲ့သူဖြစ်ပါတယ်။အဲ့ဒီနှစ်သက်မြင့်နိုးတဲ့သူဖြစ်တယ်ဆိုလို့ရှိရင်ခုနပြောတဲ့ဉာဏ်ပညာပြီးတော့မှဝမ်းမြောက်ခြင်းငြိမ်သက်ခြင်းခွင့်တွေကိုဘုရားသခင်ပြင်ဆင်ပေးมาဖြစ်ပါတယ်။ဘုရားအထက်မှာပေါ်ပြထားတဲ့ကျွန်တော်တို့ စားလို့ဝင်ရတဲ့ခွင့်ပြီးတော့မှ AACC အိတ်လို့ပြောရတဲ့ခွင့်တွေကိုလည်းဘုရားသခင်ပြင်ဆင်ပေးပါမယ်။ဒါပေမဲ့လောကနဲ့သက်ဆိုင်တဲ့အရာတွေကကျွန်တော်တို့နှောက်ရှက်လာတဲ့အခါမှာနှုတ်ကပတ်တော်မှာရှိလို့ရှိရင်တော့ကျွန်တော်တို့ကအဲ့ဒီဇာတိပိုင်းနောက်ကိုလိုက်သွားပြီးတော့မှပူပန်သောကရင်းနဲ့အဲ့မှာဟိုဝန်နေခြင်းကြီးအကြောင်းစိုးရင်ခြင်းကြီးအကြောင်းဖြစ်လာမယ်ဆိုတာစင်ရှင်မိတယ် ဟုတ်ပြီနောက်အောက်ကတကူကသူပြောထားတာကကြတော့အပြစ်ရှိသောသူအားပင်ပန်းစွာအလုလုရသောခွင့်ကိုလကောင်းဖျားသခင်စီအော်ဖျားသခင်ရှိတော်၌ကောင်းသောသူအားပေးစရာဖို့စီးဘူးသူထားရသောခွင့်ကိုလကောင်းပြီးတော်မူနော်ဒါလေးနည်းနည်းလေးဟိုစကားပြေလေးလိုတယ်ဒါဒီမှာပြန်ပြီးတော့ကြည့်ရအခါမှာ အပြစ်ပြုသောသူကိုကဖျားသခင်စိတ်တော်နဲ့တွေ့သောသူအားပေးအပ်ရန်အတွက်စုသိမ့်၍သူမိထားရသည့်အလုတ်ကိုပေးတော်မူ၏။ဆောတိပြေကဘာလဲဆိုလို့ရှိရင်ဒီအပြစ်ရှိတဲ့သူကတဲ့အပြစ်ရှိတဲ့သူကယေရှုနဲ့ချိတ်ဆက်မရှိဘူးပေါ့ဒီလိုလဲပြောလို့ရပါတယ်။နောက်ပြီးတော့မှခုနကပြောဒူးစိတ်ထဲမှာကျင်လည်တဲ့သူဆိုလို့ရှိရင်သူ့ရဲ့လှုပ်ဆောင်တဲ့အရာတွေကတဲ့ ဘသူလက်ထဲကိုအပ်လိုက်ရလဲဆိုလို့ရှိရင်ခုနပညာရှိတဲ့သူလက်ထဲကိုအပ်လိုက်ရတယ်။ဖယားနှစ်သက်စီတဲ့သူရဲ့အသက်တာလက်ထဲကိုအပ်လိုက်ရတယ်။ဆိုတော့ဒါမျိုးကိုလေကြိုးပြစင်နေရဖြစ်တယ်ဆိုတာတွေ့ရတယ်။ညဒါဆိုလို့ရှိရင်တော့ခုနအာကျွန်တော်ဒါလေးကိုအဲ့ဒီအမှုကလည်းခုနပြောတဲ့အနတ္တမှုလေးခုစက်စားတော်မူဖြစ်တယ်။ဆိုအနတ္တမှုဆိုတာအတိတ်ပင်မရှိအချိန်ဤတသက်ဖြစ်တဲ့အရာပဲ ဆိုအဲ့ဒါကိုကြည့်ပြီးတော့တချို့တွေကဘယ်လိုမျိုးအတိတ်ပဲဖွင့်သွားတတ်လဲဆိုလို့ရှိရင်တွေ့လားဆိုတော့ကျန်တဲ့သူတွေကပုံမကြလို့ဖျားမနစ်တက်လို့သူတို့ရဲ့အဥ္စာပစ္စည်းတွေအကုန်လုံးငါးစီမှာရောက်လာတယ်ဆိုပြီးတော့မှအဲဘယ်လိုပြောမလဲအရင်းရှင်စနစ်အာနာရှင်ပုံစံမျိုးနဲ့သူကယူထားတာမျိုးရှိဒါကျွန်တော်အပြင်မှာပြောချင်တာမဟုတ်ဘူးဘာမှပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်တို့သာသနာထဲမှာအခုလက်ရှိကို လုံနေတဲ့သူတွေအများကြီးရှိတယ်ဆိုတော့တွေ့ရတယ်။အခုသူကတော့ဒါသူတို့သူတို့တိုင်းနေသူတို့ကံမဲ့လေ။အေးဒီလူစကားမျိုးတော့သူတို့သုံးကျင်တယ်။ဆိုတော့ဒါတွေကပညာမရှိလို့ပညာမဲ့လို့ဆိုဘုရားသခင်မနဲ့တက်လို့ဆိုတော့တကယ်တော့ခုဘက်မှာရှိနေတဲ့သူတွေကဒီမှာရှိနေတဲ့ပုံကိုလေးစားလို့လာပြီးတော့မှပါဝင်ကြတာသူတို့မှာရှိတဲ့အရာဒါပေမဲ့အဲ့ဒီပါဝင်နေတဲ့သူတွေကတခါလေလက်လုံးလက်စားတွေဖြစ်နေတတ်တယ် တခါလေကြောက်လို့ရှိရင်သူတို့တွေရဲ့လောက်ကန်ဆောင်ရင်းနေတဲ့အရာတွေကဟိုအခြေခံပဲဖြစ်မယ်ဒါပေမဲ့ဒီမှာရှိနေတဲ့ဟိုခုနပြောတဲ့သူတို့လေးစားပြီးတော့မှသူတို့ပြောတဲ့နှုတ်ကပတ်တော်ကြောင့်ခွန်အားရပြီးတော့မှရှိနေတဲ့သူတွေကအယံကြိုဝါချမ်းသာနေတဲ့သူတွေဖြစ်နေတာဆိုတော့တကယ်တော့ပြန်ကြည့်လိုက်လို့ရှိရင်ကြောင်းမြင်ရင်လို့ပြန်ဖြစ်နေတယ်တကယ်ဒီမှာအယံကြိုဝါချမ်းသာနေတဲ့သူတွေဒီဘက်ကို share ပါလားဒီဘက်မှာတကယ်လိုအပ်ချက်တွေအများကြီးရှိတယ်လုံးဝပြန်မ share ဘူး သူတို့တွေဘာပဲလုပ်နေကြလဲသူတို့ရဲ့ empire ကြီးကြီးမားဖို့သူတို့ရဲ့မိသားစုကြီးမားဖို့အတွက်ပဲတည်ဆောက်နေတယ်ဆိုတာကိုတွေ့ရတယ်ဒါကြောင့်ဒီအမှုဟာလေတဲ့အနတ္တအမှုလေကိုစက်စားသောမှုပဲဖြစ်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်ဒီနှစ်ချက်လေးပါပဲအယမ်းရှာဖွေထားတယ်ပိုင်ဆိုင်တယ်တော်လို့တက်လို့တေချာစူးစမ်းပြီးရှာဖွေထားတယ်ဒါမဲ့အဲ့ဒီအရာတွေအကုန်လုံးကို လုံးဝမကြိုးစားဘဲနဲ့ဘာပညာမှမရှိတဲ့သူ့ကိုပေးလိုက်ရတယ်ဟာအဲ့ဒါလုံးဝအချီးနှီးတက်တက်ပဲဘာအတိတ်ပဲမှမရှိတဲ့အရာပဲနောက်တစ်ခုကကြတော့လေအဲ့ဒီမဟုတ်တဲ့သူတွေအဲအပြစ်ရှိတဲ့သူတွေကရှာဖွေပြီးတော့မှဒီဘက်မှာရှိနေတဲ့ဖခင်မျက်နှာသာပေးခြင်းခံရတဲ့သူတွေအတွက်ကိုသူတို့ရှာဖွေပြီးတော့မှလာပေးနေရတယ်ပြီးတော့တကယ်တော့ အချုပ်ပြောရမယ်ဆိုလို့ရှိရင်စားပြီးတော့မှကောင်းကောင်းစားလို့ဝင်နေခွင့်ဝမ်းမြောက်ပျော်ရွှင်ဆိုတာနေ့စဉ်အသက်တာထဲမှာဖះနဲ့အတူတူဖြတ်တန်းသွားလာရတဲ့အခွင့်တည်အဲ့ဒါမင်္ဂလာရှိဆုံးနဲ့တန်ဖို့ရှိဆုံးဖြစ်တယ်ဆိုတော့ဒီကျမ်းတစ်ချက်ကကျွန်တော်တို့အသက်တာထဲမှာသွန်သင်ပေးပါတယ်အဲ့လိုပေါ်မှာဖះခင်တာ၍ကောင်းချီးပေးပါစေ